အာဖဂန်နစ္စတန်မျိုးသမီးဒုက္ခသည်ဘောလုံးသင်ဟာဒီလာမယ့်အောက်တိုဘာမှာပွဲဥထွက်ရှင်ပြန်ကစားမယ်လို့သိရပါတယ်။အာဖဂန်မျိုးသမီးဒုက္ခသည်ဘောလုံးသင်ဟာလာမယ့်လအရက်စော်ဘာပြန်ပြည်တော်စုမှာကျင်းပမယ်ပြန်ပွဲတစ်ခုမှာနိုင်ငံတကာပွဲဥထွက်ဖြင့်ရှင်ပြန်ကစားမယ်လို့ FIFA ကပြောပါတယ်။ကမ္ဘာ့ဘောလုံးဖွဲ့ချုပ်ရဲ့ FIFA ကောင်စီဟာနိုင်ငံတွင်းနဲ့ပြည်မကမျိုးသမီးဘောလုံးကစားသမားတွေအားပေးထောက်ပံ့မှုချိုးဖောက်မှုတစ်စိတ်တစ်ပိုင်းအနေနဲ့ဒုက္ခသည်အသင်ဖန်တီးဖွဲ့စည်းမှုကိုမေလကလေးကအတည်ပြုပေးခဲ့တာပါ။ အာဖဂန်သည်ဟာခုဒီလာအော်တိုဘာ23ရက်နေ့29ရက်နေ့ထိဒူဘိုင်းမှာကျင်းပမယ့်ပြိုင်ပွဲမှာအင်ရှင် UAE ချနဲ့လီဘီယာမျိုးသမီးတင်းနေတဲ့တို့ပါဝင်ရှင်ပြိုင်မှာဖြစ်ပါလိမ့်။မျိုးသမီးအားလုံးဘောလုံးကစားခွင့်ရရှိစေဖို့တေချာအောင် လုပ်တာဟာ FIFA ရဲ့ဦးစားပေးကိစ္စပါ။ကျွန်တော်တို့အာဂါအနာဂတ်ပုံဖော်ရမှာအဓိကကျတဲ့အစိပ်ပိုင်းမှာလို့ FIFA ဥက္ကဋ္ဌ Infantino ကပြောပါလိမ့်။အာဖဂန်နစ္စတန်မှာတာလီဘန်အာဏာပိုင်ဟာအမေရိကန်ကျောင်းထောင်တော်ခံပြီးအစိုးရကိုဖျောက်ချပြီးနောက်၄နှစ်ကြာပြန်လည်အုပ်ချုပ်နေပါလိမ့်။ သူတို့ရဲ့လူခွေစိဆိုင်ရာမှတ်တမ်းတွေထူးထူးလေးအမျိုးသမီးတွေပေါ်ဆက်ဆံပုံကြောင့်နိုင်ငံတကာရဲ့ဝေဖန်မှုကိုပြေးထန်ခံရရပါလေအမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေကိုသူတို့အာရယာဝိကရေကပညာရေးနဲ့လောကအများစုကတောင်းမြင်ထားသလိုပန်းချက်အနေနဲ့အားလုံးသားရုံတွေကလည်းပြေးပင်ထားပါလေအာဖဂန်နစ္စတန်နိုင်ငံမှာအမျိုးသမီးတွေဟာသူတို့ဘဝအခြေအနေဟာအရင်ခေတ်ကိုပြောင်းရွှေ့သွားပြီဖြစ်ပါတယ်အမျိုးသမီးတွေအနေနဲ့ရုပ်ရှင်နဲ့ကြည့်ကွင်းမရပါဘူးအမျိုးသမီးတွေအနေနဲ့ပန်းချက်တွေမှာတော့ထိုင်ခွင့်မရှိပါဘူးရုပ်ရှင်ဝင်တွေမှာလည်းအမျိုးသားတွေပဲကြည့်ကွင်းရပါတယ် မျိုးသမီးတွေအနေနဲ့လည်းလူမျိုးကွဲမှဆိုရင်အရင်လိုမျက်နှာကိုမဖုံးအောင်ပဲသွားလို့မရတော့ပါဘူးဖုံးအောင်ထားမှာဖြစ်ပါလေဒါအပြင်မျိုးသမီးတွေအနေနဲ့လည်းဒီပညာရေးနဲ့ပတ်သက်ပြီးတက္ကသိုလ်တွေလုံးဝတက်ခွင့်မရှိတော့ပါဘူးနောက်ဆုံးပြောရမယ်ဆိုရင်တက္ကသိုလ်တွေမှာသင်ကြားပြထန်တဲ့ပြထန်းစာအုပ်တွေမှာအမျိုးသမီးတွေရေးပြီးတဲ့စာအုပ်တွေမများပါဖယ်ရှားဖို့အာဖဂန်တာလီဘန်တွေကလှုပ်ဆောင်နေတာဖြစ်ပါလေ ဒီအချိန်မှာအာဖဂန်နစ္စတန်မှာရှိတဲ့မျိုးသမီးတွေရဲ့လူခွေကတော့တော်တော်လေးချိုးပေါက်ခံနေရတဲ့အနေထားပါစကော့တလန်နီပြပေါ်လီဟမ်မင်းရဲ့ဦးဆောင်မှုအောက်မှာအာဖဂန်အသင်းဟာကစားသမားတွေကိုရွေးချယ်နိုင်ဖို့အင်္ဂလန်နဲ့ဆင်နီပါဝင်နေရအများဆုံးမှာရေချင်းစစ်စခန်းချလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်